ထိုင်းနိုင်ငံတွင်အလုံးလုံးကိုင်နေကြသောမြန်မာလူသားများ၏စေစာအုပ်မှနိုင်ငံကူးလက်မှတ်သို့ပြောင်းလဲထုတ်ပေးရာတွင်နိုင်ငံကူးလက်မှတ်၏အတွင်းစာမျက်နှာ၌ထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပြုသည့်ဟူသောစာသားကိုယနေ့မှစတင်၍ထုတ်ပေးလျက်ရှိကြောင်းလူမှုကွန်ရက်စာမျက်နှာများမှသတင်းများထွက်ပေါ်လာသည့်ရင်းသူပြုလုပ်ခြင်းသည်အလုံးသမားများ၏အလုံးကိုင်ဘဝနှင့်နိုင်ငံတကာခီးတွားလာခွင့်အပေါ်ကြီးမားသောတက်ရောက်မှုများဖြစ်ပေါ်စေကြောင်းထိုင်းရောက်မြန်မာတအူးမှဆိုသည် ထိုင်းရောက်မြန်မာလူသားများသည်အများအားဖြင့်သာစာအုပ်ကန်ဆောင်ကြပြီးရင်းသည်ထိုင်းမြန်မာနှစ်နိုင်ငံကြားခရီးသွားလာရန်နှင့်ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကန်ရန်အတွက်သာအသုံးပြုနိုင်သည့်အချင်းနိုင်ငံကူးလက်မှတ်တည်မှုလုပ်သမားများအတွက်ထုတ်ပေးသည့်စစ်မှန်သောနိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပြီးနိုင်ငံတကာခရီးသွားလာခွင့်လည်းရှိသင့်သည့်တိုင်မပြားသို့ပြောင်းလဲခြင်းသည်လုပ်သားများအတွက်ပိုမိုခိုင်မာသောတရားဝင်အထောက်အထားရရှိစေရန်ရည်ရွယ်သည်သို့သောယခုအခါကြာနိုင်ငံကူးလက်မှတ်ပေါ်တွင် ထိုင်းနိုင်ငံအတွက်သာအသုံးပြုခွင့်ပြုသည့် ပူသောစာသားကိုမြန်မာဘက်မှတာဝန်ရှိသူများကနိုင်နေလိုက်ခြင်းသည်ပြမူလရည်ရွယ်ချက်ဖြစ်သောနိုင်ငံတကာခရီးသွားလာခွင့်ကိုလုံးဝပိတ်ဆို့လိုက်ခြင်းနှင့်အတူတူပင်ဖြစ်သည်။ဒါအပြင်ထိုင်းနိုင်ငံမှတဆင့်ဂျပန်၊ကိုရီးယား၊မလေးရှား၊စင်ကာပူ၊ထိုင်ဝမ်နှင့်အခြားသောနိုင်ငံများသို့အလုပ်ဖြစ်ဖြစ်စေ၊ကြောင်းလျှောက်ထား၍ဖြစ်စေ၊သွားရောက်မိသူများအတွက်ကြောင်းပိတ်ရိုက်လိုက်ခြင်းဖြစ်သည်ဟုဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ကြားမိထိုင်းရောက်မြန်မာတို့ဦးမှဆိုသည်။ ကြားကင်ဆောင်သူများသည့်ထိုင်းနိုင်ငံမှတဆင့်အခြားနိုင်ငံများသို့လေကြောင်းခရီးဖြင့်သွားရောက်ရန်သို့မဟုတ်အရေးပေါ်ကိစ္စများကြောင့်အခြားနိုင်ငံသို့ပူးပြောင်းရန်လမ်းကြောင်းပိတ်သွားစေသည့်ဤလိုသည့်စေကင်ဆောင်သူများ၏အစဉ်တန်းအတိုင်းထိုင်းနှင့်မြန်မာနိုင်ငံကြားတွင်သာသွားလာနိုင်တော့မည်ဟုထိုင်းနှင့်စင်ကာပူတို့အသွားပြန်ပြုလုပ်နေသူတို့အုံမှဆိုသည် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကြောင့်ပြည်ပတွင်နေထိုင်အလုပ်လုပ်ကိုင်သူများသည်မြင်းတို့၏အနာဂတ်ကိုထိုင်းတနိုင်ငံတည်းတွင်သာပုံအပ်ထားရမည့်အခြေအနေဖြစ်လာသည်။ပိုမိုကောင်းမွန်သည့်နိုင်ငံများသို့ရွှေ့ပြောင်းလုပ်လုပ်ကိုင်ရန်စိတ်ကူးထားသူများအတွက်ဤလုပ်ရက်သည်မျှော်လင့်ချက်ကိုရိုက်ချိုးလိုက်ခြင်းပင်ဖြစ်သည်။ ထိုင်းနိုင်ငံရှိမြန်မာအတိုင်းဝိုင်းနှင့်လူမှုဖွဲ့စည်းများကဒီလုပ်ရက်အပေါ်ပြင်းထန်စွာဝေဖန်လျက်ရှိပြီးအလုံသမားတွေစာအုပ်ကောင်းကောင်းကိုင်နိုင်ဖို့အဆင့်တန်းမြင့်မားဖို့လုပ်ပေးတယ်လို့ပြောပြီးတကယ်တမ်းကျတော့နိုင်ငံတကာကအတိမတ်ပြမှုကိုဖြည့်ဆည်းပြစ်တာဖြစ်နေတယ်ဖြားဆိုတာအလုံးလုံးဖို့ဆိုပေမဲ့စစ်မှန်တဲ့နိုင်ငံကူးလက်မှတ်ပဲဘာကြောင့်ထိုင်းအတွက်သာလို့ကန့်တက်ရတာလဲဟုထိုင်းနိုင်ငံအခြေစိုက်မြန်မာလုံသားရေးရာအဖွဲ့အစည်းတစ်ခုမှတာဝန်ရှိသူတို့ကမှတ်ချက်ပြုသည် မြန်မာနိုင်ငံမှထုတ်ပေးသည့်နိုင်ငံကူးလက်မှတ်အပေါ်ထိုးသို့စာရန်ထိုးခြင်းသည်နိုင်ငံကူးလက်မှတ်၏နိုင်ငံတကာတရားဝင်မှုကိုထိခိုက်စေပြီးမြန်မာလူသားများ၏လူလက်စွာသွာလာခွင့်နှင့်အလို့ကင်ခွင့်ရေးများကိုကြီးမားစွာကန့်တက်လိုက်သည့်လူရဲဖြစ်ကြောင်းတုံ့တက်မှုများထွက်ပေါ်လျက်ရှိသည့်ဤကိစ္စနှင့်ပတ်သက်၍နှစ်ဖက်အစိုးရများမှတရားဝင်ရှင်းလင်းချက်ထုတ်ပြန်ရန်လိုအပ်နေသည်